ကဘာမှာအကြီးဆုံးမွေလို့ပြောရဆိုရင်လူများစုဟာအန်နာကွန်တာမွေပဲသတ်မြင်ကြတယ်။ဒါပေမဲ့အန်နာကွန်တာတဲ့ဆယ်စားကြီးတဲ့ Titan Boa ဆိုတဲ့မွေအကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်။ Dinosaur တွေကဘာမြေကြီးမှာမျိုးတုံးပြီးနောက်ပိုင်းမှာ Titan Boa ဆိုတဲ့မွေတွေနေထိုင်ကြတယ်။အဲ့မွေတွေကတခြားမွေတွေကိုလည်းတိုက်ခိုက်ပြီးစားတောက်ကြတယ်။အဲ့မှာရှိတဲ့တက်ရှိတဲ့အကုန်လုံးကအဲ့မွေကိုကြောက်နေရတယ်။တော်ထဲမှာဘယင်ဆိုရင်ချင်းသိမ့်မဟုတ်ခင်ကအဲ့မွေဖြစ်ခဲ့တယ်ဆိုပြီးတော့တော်တော်များများပြောနေကြတယ်။အဲ့မွေကဘာမွေလဲလို့ပြောရဆိုရင် Titan Boa ။အဲ့မွေကိုကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတွေ့ရှိရတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီဗီဒီယို ာထပ်ပြီးပြောပြပေးတော့ဒီမွေတွေအဲ့လိုရှိခဲ့တာဆိုတော့ Titan War ဆိုတဲ့မွေတကယ်ရှိခဲ့မန်းကိုဘယ်သူသိလဲလို့မွေရဲဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာကိုလေးလာရည်တွေပြုလုပ်ခဲ့တယ်။ Zoology student တွေကကဘာကိုလက်ပတ်ပြီးတော့သူတို့လေးလာမှုတွေပြုလုပ်တဲ့အပေါ်မှာ အဲ့ထက်အကြောင်းသားတယောက်ကတော့တွေ့ရတယ်။ဘာလဲလို့မေးတယ်ကျွန်တော်တို့အယူစုတစ်ခုကိုတော့တွေ့ရတယ်။အဲ့အယူစုကိုသူကစိတ်ဝင်စားပြီးတော့သူ့ professor ကိုတော့ပြတယ်။ဒီ UI ကလည်းထူးခြားနေတယ်လို့ပြောတယ်။အဲ့နဲ့သူ့ professor ကသူကိုယ်တိုင်လည်းဒီ UI ကဘာမှလည်းမသိဘူး။အဲ့တော့သူနဲ့တီးတဲ့ပတ်ဝန်းကျင်ရလူတွေအကုန်လုံး team လိုက်ခေါ်ပြီးတော့ဒီလို UI တွေထက်ရှိအောင်မလားဆိုပြီးထက်ရှာတယ်။ထက်ရှာတဲ့အချိန်မှာအဲ့လိုအယူစုတွေအများကြီးတွေ့ရတယ်။တွေ့ရတဲ့နေရာဘယ်နေရာမှာလဲလို့မေးတယ်ဆိုရင် Colombia ဆိုတဲ့နိုင်ငံမှာတွေ့လိုက်ရတာ။ အဲ့ဒီနေရာမှာတွေ့ပြီးနောက်ပိုင်းမှာသူတို့တွေတော်တော်များများဒီဟာဘာအကောင်လဲဆိုပြီးစိတ်ဝင်စားလာကြတယ်ပထမကသူတို့ဒီဟာ proof မလုပ်နိုင်ခင်ကဒါမိချောင်းဆိုပြီးပဲသူတို့ခံမှန်းနေကြတာ ဒါပေမဲ့အဲ့မိချောင်းကတကယ်မဟုတ်ဘူးဒါမိချောင်းရဲ့အယိုးဖွဲ့စည်းပါမဟုတ်ဘူးလို့ပြောတဲ့အပေါ်မှာဒါမွေတကောင်ဖြစ်လောက်တယ်ဆိုပြီးပြောလာကြတယ်အဲ့မွေကတကယ်လို့သူတို့တွေ့ရဲ့အယိုးတွေအကုန်လုံးဆက်ကြည့်လိုက်တဲ့အပေါ်မှာအဲ့မွေရဲ့အရှိရပေ40ကျော်တော့သူတွေ့ရတယ်၂၀၀၉ခုနှစ်မှာအဲ့ဒါ Titan Bow ဆိုတဲ့မွေဖြစ်ကြောင်းအတီးပြုတ်လိုက်ခဲ့တယ်ဆိုတော့အတီးပြုတ်ပြီးနောက်ပိုင်းမှာလူတော်တော်များများဒီဟာကိုစိတ်ဝင်စားလာကြတယ်ဒီဟာဘာလဲတကယ်ပဲရှိခဲ့တာလားဒါမှမဟုတ် rumor တွေလားတကယ်လို့ရှိခဲ့တယ်ဆိုရင်ဘာလို့အခုမရှိတော့လဲလဲမျိုးတွန်းသွားလာဆိုရင်မိကုန်တွေတော်တော်များများမှာဖြစ်လာတယ်အဲ့ဒီဖြစ်ဒီအကုန်လုံးကဆိုင်ယန့်ကအပြည့်ပေးနိုင်သွားခဲ့ပါတယ် အဲ့မွေတွေကကျွန်တော်ခုနပြောခဲ့သလိုမျိုး Titan Boa ဆိုတဲ့မွေတွေက Anaconda ဆိုတဲ့ကျွန်တော်တို့လက်ရှိအခုမြင်တွေ့နေရတဲ့ Anaconda မွေကအကြီးဆုံးလို့ထင်နေရတယ်။ဒါပေမဲ့ Anaconda ထက်ကြီးတာ၁၀စားတောင်ကြီးတယ်ဆိုပြီးသတ်တွေ့လိုက်ရတယ်။အဲ့မွေရဲ့အရှိအ48ပေရှိတယ်။အဲ့မွေရဲ့ weight က1100 kg ရှိတယ်။ဆိုတော့ဒီကနည်းတဲ့ weight လည်းမဟုတ်ဘူး။နည်းတဲ့အရှိလည်းမဟုတ်ဘူး။ဒီမွေကကျွန်တော်တို့အပြင်မှာတကယ် reality တွေ့သွားပြီဆိုရင်ကျွန်တော်တို့တွေ့ရတဲ့အောင်တေသွားနေလို့ပြောလို့ရတယ်။ဘာလို့ဆိုတော့ငကားပုံစံမျိုးတော့ဖြစ်သွားပြီ။မွေထွက် level မြင့်ပြီးတော့ငကားပုံစံမျိုးဖြစ်သွားတယ်။ဒီကကျွန်တော်တို့တွေ့တာနဲ့ကိုမှနည်းနည်းလေးစိတ်လို ုရှာဖို့ကောင်းတယ်တကယ်လို့တောထဲမှာအလိုဟာမျိုးတွေတွေ့ရတယ်ဆိုရင်အဲ့ဒါကိုတွေ့ပြီးတော့ပဲတည်သွားနိုင်တယ်ဗျာဒီဟာမကိုက်သက်ခင်မှာကျွန်တော်ဒီကောင်းကြီးကျွန်တော်တို့ဒုက္ခမပေးခင်မှာပဲအဲ့မူရီယာဒိုင်နိုဆောတွေမျိုးတုံးမိနာပိုင်းမှာဆက်လက်ရှင်သန်ကြရတယ်ဆိုပြီးပြောကြတယ်ဒိုင်နိုဆောတွေဘာလို့မျိုးတုံးသွားလဲဆိုတော့မသိဘူးဆိုကျွန်တော်ဗီဒီယိုတစ်ခုတင်ခဲ့ပါသေးတယ်အဲ့ဗီဒီယိုကျွန်တော်ဒီနားမှာထည့်ပေးရမယ်တကယ်လို့ဒီနားမှာမမြင်ရဘူးဆိုရင်လည်းကျွန်တော်အောက်က description မှာရေးပေးတာမှာဆိုအဲ့ဒီ dinosaur တွေမျိုးတုံးပြီးနောက်ပိုင်းမှာ10 million ခေတ်ဆိုတော့ dinosaur တွေမျိုးတုံးပြီး2ပေါင်း10 million မှာဒီမွေတွေနေထိုင်ခဲ့ကြတယ်ဒီမွေတွေရဲ့သက်တမ်းကလည်း10 million လောက်ရှိတယ်လို့ပြောတယ်ဆိုတော့ကမ္ဘာမြေကြီးမှာသူတို့နေထိုင်ခဲ့တဲ့သက်တမ်းကလည်း10 million လောက်သူတို့ရှိလေရတယ်ဆိုတော့အဲ့လိုနေထိုင်ပြီးနောက်ပိုင်းမှာသူတို့ကဘာတွေစားသုံးကြလဲလို့မေးတယ်ကျွန်တော်တို့ကပြောသူတို့မွေအချင်းချင်းဖြစ်တဲ့ cobra ဆိုတဲ့မွေဟောက်တွေစပယ်ကြီးမွေတွေနောက်ပြီးတော့အမှရှိတဲ့မွေတွေတော်တော်များများကိုသူတို့စားသုံးကြတယ်ဒီမွေရဲ့အားသာချက်ကဘာလဲလို့မေးတယ်ဆိုကျွန်တော်အကောင့်ဘလောက်ပဲကြီးကြီးသူရအောင်တိုက်ခိုက်နိုင်တယ်ဘလို့တိုက်ခိုက်တာလဲ လေးလိုမျိုးရယ်ဆိုရင်ဗျာအဲ့ခန္ဓာကိုအရန်ကြီးတဲ့အကောင်သူ့ထက်ခန္ဓာကိုကြီးနေရယ်ဆိုရင်လည်းအဲ့ခန္ဓာကိုတစ်ခုလုံးသူပတ်လိုက်တယ်ပတ်ပြီးတော့အဲ့ကောင်ကိုရောက်အောင်ယူးတွေချိုးလိုက်ပြီးတော့မှသူတစ်ပြေးပြေးမျိုးတယ် ဆိုတော့ဒီမွေရဲ့ဖွဲ့စည်းပုံကလည်းအရန်ကိုကြည့်ရဗျာတကယ်လို့ဒီမွေသာပတ်ခံရပြီဆိုရင်ကျွန်တော်တို့ဒါရှင်းဖို့လုံးဝနီးလန်းကိုလုံးဝမရှိတော့ဘူးလို့ပြောလို့ရတယ်ဒီမွေနဲ့ဓာတ်ရိုက်တွေ့ပြီဆိုရင်ကျွန်တော်တို့အသက်ကလုံးဝပါသွားရဗျာအဲ့ချိန်ထဲမှာကိုကိုသိရပြင်းရင်လည်းဘလို့မှမလို့ပြတ်ဒီ Titan Moa ဆိုတဲ့မျိုးတွေကဘယ်နေရာမှာနေလဲလို့မေးရဆိုရင်ရေအောက်ထဲမှာနေတာများတယ်ပြတ်ကျွန်တော်ရေအောက်မျက်နှာပြင်နေနေတဲ့နေရာတွေမှာနေတာများတယ်ဒီခုလက်ရှိ Anaconda လည်းအဲ့လိုမျိုးပဲနေတာပေါ့ဆိုတော့ရေအောက်ထဲမှာလည်းနေတယ်ရေအောက်နဲ့နေတဲ့နေရာမှာနေပေါ့ဆိုတော့သူတို့ကအေးအေးပိုင်းဒေတာကိုပိုးကြိုက်တဲ့အတွက်သူတို့တွေဘာလို့မျိုးတုံးသွားလဲလို့မေးရဆိုရင်ကမ္ဘာ ာမှာရှိတဲ့သဘာဝဖြစ်စဉ်တစ်ခုအရာကျွန်တော်ဒိုင်နိုဆောတွေဘာလို့မျိုးတွန်းသွားလဲလို့မြင်ရဆိုအက်စ်ရိုက်တစ်ခုကဘာပေါ်လာကြလို့ဒိုင်နိုဆောတွေကမျိုးတွန်းသွားတာဒါပေမဲ့ဒီမျိုးတွေရဲ့မျိုးတွန်းသွားပုံကတော့ကျွန်တော်ရာသီဥတုအပြောင်းအလဲအကြောင်းတို့အိုက်တန်တွေမခံနိုင်ဘဲနဲ့တို့တွေမျိုးတွန်းသွားတာဆိုပြီးတော့ဒါ science ကပြောတယ် 2009မှာတွေ့ရှိခဲ့တဲ့အယိုးအစိပ်ပိုင်းတွေအကုန်လုံးဖွဲ့စည်းပြီးတော့ကျွန်တော်2012မှာအော်စတြေးလျမှာရှိတဲ့ပြတဲ့တခုမှာအဲ့မွေရဲ့အယိုးဖွဲ့စည်းပုံကိုပြတာတဲ့အဲ့ဒါပြပြီးနောက်ပိုင်းမှာလူတွေကလည်းလည်းလန့်သွားတယ်ပထမကလူတွေကိုပြောပဲပြောပြတာဗျာဆိုတော့ဒီပုံစံရှိရဆိုပြီးဒီအရှိရှိရဆိုပြီးပြောပဲပြောပြတာဒါပေမဲ့လက်တွေ့မမြင်ရသေးဘူးဒါပေမဲ့အော်စတြေးလျပြတိုင်းမှာလက်တွေ့မြင်လာရတော့ဒီအယိုးဖွဲ့စည်းပုံတော့တော့ရှိရဆိုရင်တကယ်လို့အခုအချိန်တွေမှာသာအဲ့လိုမွေမျိုးရှိတယ်ဆိုကျွန်တော်တို့လူသားတွေနေဖို့ကတော်တော်အခက်အခဲဖြစ်လာလိမ့်မယ်ဗျာဆိုတော့ဘာဖြစ်လို့လဲလို့မေးလို့ဆိုတော့အဲ့မွေတကောင် ရှိုံနဲ့တယ်တကဘာလုံးတော့ပျက်စီးသွားနိုင်တယ်ဘာလို့ဆိုအဲ့မွေ ီးကအရန်ကိုကြောက်ဖို့ပေါ့လေကျွန်တော်တို့အခုလက်ရှိအိုင်မွေတာရှိတယ်ဆိုရင်လူနဲ့အိုင်မွေနဲ့စစ်ပွဲဖြစ်မှာတည်ကြတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် ။နောက်ပိုင်း scientist တွေတော်တော်များများဒီအကြောင်းကိုအယိုးဖွဲ့စည်းပုံတွေမဟုတ်ဘဲနဲ့အကောင်လုံးလိုက်ကိုပြလာစေတဲ့လူတွေတို့လူတွေရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒါကိုဘလို့ပြလဲလို့မေးရဆိုရင်ဗျာကျွန်တော်တို့ဒီအမေရိကမှာရှိတဲ့ပြတဲ့တခုမှာအဲ့အကောင်ရဲ့ဖွဲ့စည်းပုံအဲ့အကောင်ရဲ့အရှိအဲ့အကောင်ရဲ့လုံးပတ်အဲ့ဒီပုံစံနဲ့ motif ပြအဲ့အကောင်ဘဇားဟာဘလောက်ထိကျေနိုင်လဲပုံ motif ပြီးတော့ဒီပုံစံနဲ့ကိုဖွဲ့စည်းထားတဲ့ကြောက်ရွံ့ကြီးတေဟုတ်ရှိတယ်အဲ့ပြတိုက်ထဲမှာအဲ့ကြောက်ရွံ့ကိုအဲ့ပြတိုက်တဲ့ထားတော့မှာပဲလူတွေကပို့ပြီးတော့လန့်သွားသေးတယ်ဘာဖြစ်လို့လဲဆိုရင်ဗျာပထမဆုံးအယိုးဖွဲ့စည်းပုံပဲမြင်ရသေးတာတကယ်လို့ဒီပုံစံက တကယ်ရှိနေတယ်ဆိုရင်ကျွန်တော်တို့နေထိုင်ဖို့တော့မလွယ်တော့ဘူးဗျာဒီပုံစံတစ်ခုပြန်မြူထဲဝင်လာတယ်ဆိုရင်စဉ်းစားကြည့်ပါဒီကလူတွေအကုန်လုံးတိတ်ွားနိုင်တယ်ဗျာဆိုတော့လူအသက်တိတ်ွားနိုင်တာထက်ကိုမှအကုန်လုံးပြည့်စင်တယ်ကျွန်တော်တို့အစာအုပ်တွေတိုက်တာအကုန်လုံးပြည့်စင်ွားနိုင်တယ်ဒီလိုကောင်တကောင်ရှိုံနေတယ် ဆိုလူအများစုကပြောကြတယ်ဒီ dinosaur နဲ့ဒီ titan boa ဆိုတဲ့မွေနဲ့တိုက်ပွဲတွေဖြစ်ပြီးတော့ titan boa ဆိုတဲ့မွေကတေသွားတယ် dinosaur လည်းတေသွားတယ်ဆိုပြီးပြောမျိုးတုံးသွားကြတယ်ဆိုပြီးပြောတယ်ဒါပေမဲ့မဟုတ်ပါဘူးဆို dinosaur ခက်ခဲတခက် Titan Boa ရဲ့ခက်ကတခဲ့ဗျာတကယ်လို့ Dinosaur နဲ့အဲ့လို Titan Boa နဲ့မျိုးတုံးသွားတာတော့မှန်ပေမဲ့သူတို့နှစ်ယောက်ဖြစ်လာတဲ့ခက်ကမတူဘူးဗျာဆိုတော့ Dinosaur ပြီးမှ Titan Boa ဖြစ်လာတာ Titan Boa ပြီးရင်တော့ကျွန်တော်တို့ဒီနောက်ပိုင်းကျွန်တော် Human Evolution အရာလူသားတွေဖြစ်ပေါ်လာတဲ့ပုံစံတွေဖြစ်ပေါ်လာတယ်ဆိုတော့ဒီ Dinosaur နဲ့ Titan Boa ကလုံးဝတွေ့ရှိခဲ့ခြင်းတော့မရှိဘူးဒါပေမဲ့သူတို့ းနှစ်ယောက်သာတကယ်တွေးရှိခဲ့ရလို့ဆိုရင်ဘသူကအားပိုတန်နေမှာလဲအဲ့ဒါမေးခွန်းနေဖြစ်လာပြီဒိုင်နိုဆောလို့ပြောရဆိုရင်ဒိုင်နိုဆောမှာသွားအရင်အာကောင်တယ်သူ့မှာခန္ဓာကိုယ်ကြီးအကြီးကြီးရှိတယ်ဒီမွေကသူတတ်နိုင်တယ်လို့ပြောတယ်ဒါပေမဲ့ Titan ဘောဆိုတဲ့မွေကိုလည်းကြီးကြီးပါဆိုတော့သူ့မှာလည်းအာကောင်တယ်မွေဆိုတဲ့သဘောတရားပဲဗဇက်ကိုလုံးဝသူတဆုံးဟနိုင်တယ် အဲ့တဆုံးဟားနိုင်တဲ့ပုံမူတည်ပြီးတော့အနည်းဆုံးသူ45ဒီဂရီရအောင်ဟားနိုင်တယ်။အဲ့ဟားနိုင်တဲ့ပုံမူတည်ပြီးတော့ဒီဒိုင်နိုဆောနဲ့တိုက်တန်ဘူအားနဲ့နှစ်ခုသာတိုက်ပွဲဖြစ်တယ်ဆိုရင်ဘသူကနိုင်ပါလဲ။တချို့တွေကတော့ပြောကြပါတယ်တိုက်တန်ဘူကနိုင်မယ်ပေါ့။တချို့တွေကလည်းပြောကြဒိုင်နိုဆောကနိုင်မယ်။ Okay သူတို့နှစ်ယောက် capacity ကိုကျွန်တော်တက်ကြည့်ကြအောင်။သူတို့နှစ်ယောက်ကဘယ်နေရာတွေမှာအားတာလဲ။သူတို့ weight တွေဘယ်လောက်ရှိလဲ။သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေဘယ်လောက်ရှိလဲ။ကျွန်တော်ထပ်ပြောပြပေးသွားမယ်။ ဒိုင်နိုဆောကိုကြည့်မယ်ဆိုရင်ဗျာဒိုင်နိုဆောရဲ့အရှေ့ကပေ40ကျော်ရှိတာကိုတွေ့ရတယ်။ဒိုင်နိုဆောရဲ့ height ကိုတွေ့ကြည့်မယ်ဆိုရင်73မီထီသူမြင်နေတယ်။ပြီးတော့ဒိုင်နိုဆောရဲ့ weight ကကျွန်တော်တို့ဒီ8000 kg ရှိတယ်။8000 kg ဆိုတော့မနည်းပေါ့။ကျွန်တော်ပုံမှန်လူတစ်ယောက်ရဲ့ weight တောင်မှဒါ60ဝန်းကျင်ပဲရှိတာ။ဆိုဒိုင်နိုဆောရဲ့ weight က8000 kg ရှိတယ်။ပြီးတော့အဲ့ဒိုင်နိုဆောရဲ့သွားလာနိုင်တဲ့နှုံးကတနာယူသူ28 km သူပြေးလွှားနိုင်တယ်။ဆိုတော့ဒိုင်နိုဆောရဲ့ capacity ဗျာဒိုင်နိုဆောကတော့ဒီလောက်ထိဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ Titan ဘူဟာကိုတွေ့ကြည့်မယ်ဆိုရင် Dinosaur နဲ့ Titan ဘူဟာကို tie ခိုက်ဖို့ဖြစ်နိုင် ိုင်လားလို့မေးလဲဆိုရင်ကျွန်တော်အနေနဲ့နှစ်ခုလုံးမှာဘေးဟာကိုနိုင်လဲဆိုရင်ကျွန်တော်ပြောလို့မရဘူးဗျာရေထဲမှာရှိနေဆိုတိုက်တန်ဘိုးကသူ့အတွက်အရင်အာသာနေလဲမှာဒါပေမဲ့ကောပေါ်မှာဆိုရင်လို့ဒိုင်နိုဆောအာသာကောင်းအာသာနေလဲမှာဒါပေမဲ့အာသာနေလို့လည်းပြောလို့မရအောင်တိုက်တန်ဘိုးရဲ့ capacity ကိုကျွန်တော်သေချာမသိဘဲနဲ့ okay တိုက်တန်ဘိုးရဲ့ capacity ကျွန်တော်ထပ်ပြပြပေးသွားမှာတိုက်တန်ဘိုးရဲ့အရှိအကျွန်တော် normally 48ပေဝန်းကျင်ရှိတယ်တိုက်တန်ဘိုးရဲ့အမြင့်က3ပေလောက်ရှိတယ်မွေးတကောင်းရဲ့ height က3ပေလောက်ရှိတယ်ဆိုရရဗျာကြည့်ကြည့်ပါဆိုတော့3ပေဆိုတော့နည်းတဲ့အမြင့်မဟုတ်ဘူးဗျာ ကျွန်တော်လူအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါလူရဲ့ normal က9ဘေးခွန်9ဘေး6လောက်ရှိတယ်။ဒါပေမဲ့ဒီမွေအနေနဲ့ကြည့်ရဆိုရင်တော့ဒီဟာအရန်ကိုကြီးပါတယ်။မွေတကောင်ပြအနည်းဆုံး2ဘေးတောင်ကျွန်တော်မမြင်ဘူးသေးဘူးတိ။2ဘေးအထိမြင်တယ်တော့ဒါပေမဲ့ဒီဟာ3ဘေးတောင်ရှိတယ်ဆိုတော့ Titan Boy ရဲ့အားသာချက်ကလည်းမနေဘူးလို့ပြောလို့ရတယ်။ ီးတော့သူ့ရဲ့ weight က1100 kg ရှိတယ်အခုက dinosaur ရဲ့ weight ကတော့ပိုများတယ်8000 kg ရှိတယ်နောက်တစ်ခုကသူက15 km တိသွာလာနိုင်တယ်တနားရီကိုဆိုတော့အခုက dinosaur ကိုတွက်ကြည့်မယ်ဆိုတော့28 km သွာလာနိုင်တယ်တနားရီကိုဆိုတော့ဒါပေမဲ့နှစ်ခုရဲ့အားသာကြောင့်မလို့ dinosaur ကပိုပြီးအားသာနေတယ်ဒါပေမဲ့ titan ဘူကရေထဲမှာဆိုရင်ပိုပြီးအဲ့ထက်လှုပ်ရှားနိုင်တယ်သွာလာနိုင်တယ်ဆိုပြီးပြောတယ်တကယ်လို့ titan ဘူကရေမြေတစ်ကောင်အောင်သာစားမယ်ဆိုရင်သူ့အနေနဲ့အေးအေးလေးသူစားလိုက်လို့ရတယ်ဗျာရေမြေတစ်ကောင်အရင်ဆုံးပတ်လိုက်မယ်ပတ်ပြီးတော့အဲ့ရေမြေမှာရှိတဲ့အယူတွေကလုံးသူချိုးလိုက်မယ်ချိုးပြီးသူအောက်ဆီဂျင်ပြတ်သွားအောင်သူလှုပ်လိုက်အဲ့ချိန်မှာရေမြေ ီးကလုံးဝတေသွားတယ်။တေသွားတဲ့အချိန်မှာ तू အေးအေးဆေးဆေးမြူလို့ရတယ်ဗျ။အဲ့ဒီနေစဉ်းစားကြည့်ပါဒိုင်နိုဆောလည်းအဲ့လိုပတ်လိုက်ပြီဆိုရင်ဒိုင်နိုဆောဘာမှလှုပ်လို့တော့ရမှာမဟုတ်တော့ဘလောက်ပဲသွားထက်တယ်ပြောပြောဘလောက်ပဲကောင်းတယ်ပြောပြောဘလောက်ပဲအားတန်တယ်ပြောပြောဒိုင်နိုဆောလည်းတက်တန်မူဝါနဲ့တွင်တေရမယ်လို့ပဲကျွန်တော်ယူဆတယ်။ပြီးတော့အဲ့တက်တန်မူဝါမွေပတ်လိုက်တယ်ဆိုရင်သူ့မှာ400ပေါင် square inch ရှိနေတော့တွေ့ရသူ့ရဲ့ weight ကဆိုတော့ तू အလောက်ထိ pressure तू ပေးနိုင်တယ်ဆိုရင်ဗျာဒါဒိုင်နိုဆောတို့ကျွန်တော်တို့ခုနပြောတဲ့မိချောင်းတို့ဆိုတာသူတို့နည်းအေးဆေးလေး तू စားလိုက်လို့ရတယ်။မိတ်ဆွေနေတော့ဘလို့ထင်လဲဒီ Titan Boa နဲ့ Dinosaur ောင်းနဲ့သာတကယ်လို့နှစ်ခုတွေ့ရှိခဲ့ပြီဒါတွေ့တော့မတွေ့တော့ပါဘူးဆိုတော့တွေ့ဖို့လည်းအလားအလာမရှိတော့ပါဘူးဆိုတော့ dinosaur reborn ပြန်ဖြစ်ပြီးတော့အဲ့လိုမျိုးပြန် evolution တစ်ခုပြန်ဖြစ်ဒီလိုမျိုး titan ဘိုးကလည်းပြန်ဖြစ်ပြီးတော့ evolution တစ်ခုပြန်ဖြစ်ပြီးမှသူတို့နှစ်ယောက်တွေ့ရမှာဖြစ်တယ်ဆိုတော့တရားတော့မလွယ်တော့ပါဘူးအဲ့လိုမျိုးပြန်ဖြစ်လာဘူးဆိုတော့လူတွေတောင်ဖြစ်လာပြီးနောက်ပိုင်းမှာလူဖြစ်လာဘူးဆိုတော့အခုလူတော်တော်များများပါဗျာသဘာဝဘေးအန္တရာယ်တွေအကုန်လုံးကပျက်စီးအောင်ပျက်စီးအောင်လို့လုံးကြတာတွေများတယ်ဗျာဘယ်လိုလဲလို့မေးရဆိုရင်ဗျာ in case ကျွန်တော်တို့ခုပြောရမယ်ဆိုရင်အခုတောတွေတော့ရှင်းပြီးတော့ရှင်းသေးတယ်ဗျာဒီအကုန်လုံးကျွန်တော်တို့ဒီတလေးဆိုင်အောင်နဲ့ထည့်သလိုမျိုးပဲသူလည်းရှိ dinosaur တို့လူ titan ဘိုးတို့ဖြစ်လာတယ်ဆိုရင်လည်းအ လိုမျိုးအထက်ထည့်လိုက်မယ်လို့တော့ကျွန်တော်ယူဆတယ်ပြန်မိတ်ဆွေနေတော့ဘလို့ထင်လဲဒီ Titan Boa နဲ့ဒီ Dinosaur နဲ့အားပြိုင်နေဆိုရင်မိတ်ဆွေက Dinosaur ဘက်ကိုအားပေးမှလာဒါမှမဟုတ် Titan Boa ဘက်ကိုအားပေးမှလာအဲ့ဒါကိုလည်းကျွန်တော် comment မှာမှန်းခဲ့ပြီးပါပြီးတော့ကျွန်တော်နောက်ပြီးတော့ Naga တို့ဒီကဘာမှာအကြီးဆုံးငမန်းတို့တို့အကြောင်းနေသိနေဆိုရင်လည်းအဲ့ဒါလေးတွေကျွန်တော်မှန်းခဲ့ပါကျွန်တော်ထပ်ပြီး research လုပ်ပြီးတော့ကျွန်တော်ထပ်တင်ပေးတော့ပါမယ်